င်္ဂလာပါခင်ဗျာဒီနေ့စီစဉ်ကတော့ Departing to Cha ဖြစ်ခဲ့တဲ့သတင်းတွေကိုပြန်လည်ဆွေးနွေးသုံးသပ်တင်ဆက်ပေးမယ် DBP Weekly News Digest အစီအစဉ်ဖြစ်ပါတယ်ဒီစီစဉ်ကတော့ကျွန်တော်ပီတာအောင်နဲ့အတူ DBP က WiFi သတင်းတွေဖြစ်တဲ့ကိုတောင်းဝင်းတို့ကိုကျော်ဆွလင်းနဲ့ဒီနေ့စီစဉ်အတွက်အထူးပိတ်ကြားထားတဲ့မြန်မာပြည်တခြားလောက်ရှားသူတို့ခင်လေးတို့ကပါဝင်ဆွေးနွေးတော့ကြမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာ ဟုတ်ကဲ့ဘုဒ္ဓဘာသာထူးခြားတဲ့တွင်ဖြစ်စဉ်တွေကတော့အတူရောင်ရေကောက်ပွဲဆန့်ကျင်ဆန္ဒပြပွဲကိုလွန်တွေးအထူးတင်ကျပ်ထားတဲ့ကြားနေပြီးတော့မန္တလေးမြို့မှာဒေါက်တာဒေဇာဆန်းဦးဆောင်တဲ့အဖွဲ့ကဦးဆောင်ပြုလုပ်ခဲ့ပြီးတော့လာမယ့်ဒီဇင်ဘာလ10ရက်နေ့မှာနိုင်ငံလုံးတိုင်းတာနဲ့ပြုလုပ်မယ့်အတန်တိတ်သပိတ်မှာပူပေါင်းပါဝင်ကြဖို့တိုက်တွန်းလို့ဆိုခဲ့ပါတယ်။နောက်မြန်မာလူလူဒေါ်လာရေးအောင်ပွဲခရမှာဖြစ်တဲ့ကြောင်းနဲ့အတူရောင်ရေကောက်ပွဲကိုဆန့်ကျင်ကြဖို့ခပါမှာထင်ရှားတဲ့ဆွေရင်လူငယ်တက်ကြွလှုပ်ရှားသူဂရီတာသွန်ပတ်ကပြောကြားလိုက်တဲ့တွင် အဲ့ဒီဗီဒီယိုမှာကျန်ဖက်မှုပပောက်ရေ16ရက်တာလှူရှားမှုတွေကိုဗီဒီယိုပြပမှာပြလို့နေကြပြီးတော့ဒီဆီယနာရှင်စနေအောင်မှာကျန်ဖက်မှုခံရတဲ့ဗီဒီယိုတွေအတွက်တရားမျှတမှုရရှိဖို့နိုင်ငံသူတွေကတောင်းဆိုနေကြပါတယ်။နောက်အင်ဒိုနီးရှားနိုင်ငံရဲ့ဒီနိုင်ငံရဲ့တင်းငင်ရေးဆိုင်ရာအတွေ့အကြုံတွေကိုမျှဝေတဲ့လုံခြုံရေးဆွေးနွေးပွဲတစ်ခုကိုကျင်းပခဲ့တာမှာ UCC နဲ့အတိုင်းသားအဖွဲ့တချို့ပါဝင်တော်လိုင်းရသူတွေဘက်ကရောစစ်ကောင်စီတပ်ဘက်ကပါတက်ရောက်ခဲ့တဲ့တဲ့ရင်အောင်မြန်မာနိုင်ငံကို ဘဏ္ဍာငွေကြေးထောက်ပံ့တာတွေမလုပ်ဖို့ဥပဒေချန်တရက်ကိုအမေရိကန်အောက်လုပ်တော်ကအတည်ပြုလိုက်တဲ့တဲ့င်းတို့ဂျပန်နိုင်ငံရဲ့ဝင်ကြီးနဲ့ကလသမကရဲ့အထူးကိုယ်စားလှယ်တို့တို့ချုံမာညီမကြီးဆွေးနွေးခဲ့တာနဲ့အယူဂျီနိုင်ငံရဲ့ဝင်ကြီးဒေါ်စင်မောင်နဲ့ဒီလိုဂျပန်လုပ်တော်ကိုတွေ့ရောက်ပြီးတော့ဂျပန်လုပ်တော်အမတ် ်ဒါရုံမှာမြန်မာရေးချမ်းသာွယ်ကျင်းပခဲ့တာတယ်နောက်တစ်ခါပြည်ပဆိုင်ရာပူပေါင်းဆောင်ရွက်ဝင်ကြီးဒေါက်တာဆက်သာကတော့မြန်မာညီညွတ်ရေးဆိုအအယူကြီးကနေနှုတ်ထွက်လိုက်ပြီးတော့အမေရိကန်ရောက်ချင်းပညာတတ်လူငယ်တွေပါဝင်တဲ့ငြိမ်းချမ်းရေးနဲ့ Federal Democracy Institute ကိုထူထောင်လိုက်ပါတယ်။အမွေကုန်းနဲ့မွေးမိတ်မှာတော့စစ်ကောင်စီတပ်တွေပြန်လည်ရောက်လာနေပြီးတော့အခုလိုလက်လွတ်ခဲ့ရတဲ့ပုံမှာ DNL ကတောင်းပန်ခဲ့တဲ့ချိန်နောက်စကိုင်းတိုင်းမင်းကြီးမြို့နယ်ပြည်သူ့စေယုံကနေ CDM ပြုလုပ်ခဲ့တဲ့ CEO ဒေါက်တာဒေါက်ကင်းသူလွင်ကို ဒီလိုမျိုးရေးဖွဲ့ပါလာပါကနေပြီးတော့ဖန်ဆီးသွားပြီးတော့လုပ်ငန်းဆိုင်ရာအစည်းအဝေးတွေနဲ့ငွေကြေးကိစ္စတွေကိုဆက်စည်နေတဲ့တည်ရင်နောက်သတင်းစာဆရာဦးစီသူအောင်မြင့်နောက်လို့တည်ရင်တော့မတတက်ခိုင်နေအစိုးရတန်တာဝင်တို့ပြန်လည်လုံလောက်လာပြီးတော့နောက်တကားဒီစစ်တပ်ရေကောက်ပွဲဝါဒဖြန့်စကားကိုဝေဖန်ခဲ့လို့ဆိုပြီးတော့အဲဒါမိုက်တီစပတ်ပြုတ်ဆောင်ကျော်ဝင်းထွန်းနဲ့အတာပြုတ်ဆောင်အွန်လိုင်းတို့ကိုထောင်းနေခုနှစ်နှစ်စီချမှတ်ခဲ့တဲ့တည်ရင်နောက်မြန်မာနိုင်ငံမှာဘိန်းစိုက်ပျိုးထုတ်လုပ်မှုကဒီနေ့မဟာတာ 9000 3000ကျော်စတရမ်မိုင်ဆိုရင်နေရာငါမိုင်ဒီတိုးလာပြီးတော့ဒါ10မိနစ်တွင်းမှာအမြင့်ဆုံးရောက်ရှိလာဆိုတဲ့သတင်းတွေရှိပါတယ်။နောက် CY သတင်းမှာတော့အဟိုမှာပြုလုပ်ခဲ့တဲ့မြန်မာနဲ့ဘယ်လားရုစ် CY Forum မှာ American Dollar 9000တန်ဖိုးရှိတဲ့ CY သဘောတူညီစာချုပ်တွေထုတ်ဆိုခဲ့ကြပါတယ်။နောက်မြန်မာနိုင်ငံကနေထိုင်းနိုင်ငံကိုတင်ပို့တဲ့ငွေယူတီးတွေမှာဘူဒတ်စင်နဲ့မိုးစိတ်တက်ကျွင်းတွေတွေ့ရှိတာကြောင့်အည်သွေးတက်ခွဲစီပြီးမှသာတင်ပို့ဖို့ခွင့်ပြုတော်မဲ့သတင်းတွေရှိပါတယ်။ အနင်္ဂရာဒရီတွေမှာတော့ရှေ့တောင်အာရှနဲ့တောင်အာရှဒေသမှာယဉ်ကျေးမှုတွေကြောင့်လူပေါင်းထောင်ချီတည်ဆုံပြီးတော့တိုင်းနယ်ချီတဲ့မိသူတွေဘေးဒုက္ခရောက်နေရတဲ့တဲ့။နောက်ဗင်နီဇွဲလားလီပိုင်နဲ့ကိုပိတ်မယ်ဆိုပြီးတော့အမေရိကန်သမ္မတထရန့်ကချင်းချောက်ဖိအားပေးလိုက်ပြီးနောက်မှာဒီပေါ်တိုရီကိုမှာတိုက်လေရင်နေကျက်တင်မော်တွေစင်ရီတိုးမြင့်ပြီးတော့ဖျက်ချချတာတဲ့တဲ့တွေရှိပါတယ်။နောက်ပထမဆုံးနေနဲ့မြန်မာသတင်းပုံနဲ့ကျွန်တော်စတင်ပါတယ်။မြန်မာ ဒါဆိုရင်မြို့သမီးအရေးနဲ့ပတ်သက်ပြီးဆွေးနွေးပေးဖို့မြို့သမီးခွင့်တက်ကြွလှူရှားသူဒေါက်ကင်းလေးကိုဖိတ်ခေါ်ကျင်းပါတယ်။နော်ပရမဆုံးမြေကျင်းတဲ့မိကုံကတော့အခုချိန်ဟာဒါပြပီဆိုင်ရာမြို့သမီးများပေါ်ကြံဖက်မှုပပျောက်ရေးထိမ့်မက်ပေါ့နော်ဆက်ချောက်ရတာလှူရှားမှုတွေကိုအပြည့်အစုံပြပမှာပုံစံမျိုးစုံနဲ့ပြုလုပ်နေတဲ့ကာလဖြစ်တယ်ဆိုတော့လက်ရှိမြန်မာနိုင်ငံမှာရောဒီလက်ရှိဆရာနာရှင်လက်အောက်မှာမြို့သမီးတွေပေါ်မှာကြံဖက်မှုအခြေအနေကဘလောက်တောင်ဆိုးရနေလဲဘလို့ကြံဖက်မှုတွေအဓိကပြောပြချင်လဲခင်ဗျာ။ ဟုတ်ပါတယ်ကျမတို့အမျိုးသမီးတွေပေါ်မှာအကြမ်းဖက်မှုအခြေအနေကဆရာနာမသိခင်ကလည်းကောင်းနေရတော့မဟုတ်ပါဘူး ဒါပေမဲ့လူမှုရေးစီးပွားရေးနိုင်ငံရေးအဆအဆအရရာချွတ်ချုံကြနေတဲ့အခုလိုအခြေအနေမျိုးမှာတော့ကျမတို့အမျိုးသမီးတွေပေါ်မှာအကြမ်းဖက်မှုကပိုပြီးတော့အဆိုးဝါးဆုံးအခြေအနေမျိုးရှိတာပေါ့နော်။ဒါအားလုံးသိတဲ့အတိုင်းပဲစစ်ကောင်စီရဲ့အဲလက်ကင်ဒုတ်တွေကအမျိုးသမီးတွေကိုဖမ်းဆီးတဲ့အခါမှာစစ်ကြောရေးစခန်းတွေမှာညှဉ်းပန်းနှိပ်စက်တာမရင်းကျင်တာဒီလိမ်မိုင်းဆိုင်ရာမပွဲများပြုတ်လောက်တာတွေကတော့ကျမတို့အစဉ်အဆက်ကြားနေရတာဖြစ်တယ်။ဒါပေမဲ့ဒီလိုပြဿနာတွေရှိပေမဲ့ခန့်ဟိုခံစားရတဲ့ ဒီလူတွေကတိုင်ကြားမှုတွေလုပ်ဖို့ဆိုတာလေဘလို့မှအဆင်မပြေတဲ့အပြင်တိုင်ကြားမှုတွေလုပ်လုပ်တာမျိုးကိုပဲဖြစ်ဖြစ်အခြားသူကိုပြောတာမျိုးကိုပဲဖြစ်ဖြစ်မပြောဖို့ဆိုပြီးတော့ချင်းကြောက်တာဟန်တာတာအနေပေးတဲ့ကိစ္စတွေပါဒါတောက်လျှောက်ကိုဖြစ်နေတယ်အခုနောက်ပိုင်းဆိုရင်တော့ကျမတို့အမျိုးသမီးငယ်တွေပေါ့နော်တစ်မျိုးကနေတစ်မျိုးကိုနေဒီမှာပဲဖြစ်ဖြစ်သွားကြတဲ့အခါမှာဒီ gate တွေဖြတ်ရတာပေါ့နော် gate တွေမှာပဲဖြစ်ဖြစ်လုံခြုံရေးတွေနဲ့တွေ့တဲ့အခါမှာဆိုရင်သူတို့ရဲ့ဖုန်းတွေကိုစစ်တာ ဒီလိုပေါ့နော်မေးတာတွေရှိတဲ့အခါမှာလည်းအကယ်၍သူတို့ရဲ့ဖုန်းတွေကိုမစစ်စေခြင်းမှတ်ပုံတင်နေပါတယ်မပါလို့ရှိရင်ဒီအမျိုးသမီးငယ်တွေကိုမဖွဲ့မရပြောဆိုတာတွေပေါ့နော်ဟို မဟုတ်တာတွေလောက်ခိုင်းတဲ့ကိစ္စမျိုးတွေပါဖြစ်နေတယ်ဆိုတာလည်းကြားရပါတယ်အဲ့တော့ဒါပေမဲ့လည်းအမျိုးသမီးတွေဟာဒီလိုကိစ္စတွေကိုအမခံခြင်းပေမဲ့လည်းသူတို့တိုင်ချားလို့လည်းမရဘူးဘယ်ကောင်မှလည်းအတိပေးလို့မရဘူးပေါ့အရင်တော့ဆိုရင်တော့ကျမတို့နောက်တစ်ခါလူနေတာမန်ပြည်သူလူထုဘွားမှာကြည့်မယ်ဆိုရင်လည်းအမျိုးသမီးပန်းပေါ့အကြမ်းဖက်မှုအင်းတွင်းအကြမ်းဖက်မှုတွေဟာအရင်ကတည်းကလည်းတော်တော်မှဟိုဖြစ်ပွားမှုကများပါတယ်အခုလိုမျိုးလူမှုရေးစီးပွားရေးတွေအဆင်မပြေတဲ့အချိန်မှာကိုဗစ်ကာလအစလို့ပေါ့နော်ပို့ပြီးတော့တာမန်ပြည်သူလူ ူတူတွေမှာလည်းပို့ပြီးတော့တော့အချင်းချင်းကြားမှာမိသားစုတွင်ကြားမှာဖြစ်နိုင်ပါတယ်ဒါပေမဲ့အဲ့လိုဖြစ်တဲ့အခါမှာအရင်အဆိုရင်ကျမတို့လိုအမျိုးသမီးရေးဆောင်ရွက်သူတွေကအကူအညီပေးနိုင်တယ်ညွှန်ပို့နိုင်တယ်ဥပဒေအကြောင်းအရဆောင်ရွက်မယ်ဆိုရင်လည်းအထိုက်လျောက်တော့အကူအညီပေးနိုင်ပါတယ်အခုချိန်မှာတော့ကျမတို့အမျိုးသမီးတွေကိုယ်တိုင်ကလည်းအမျိုးသမီးရေးတက်ကြွလှူရှားသူတွေကိုယ်တိုင်ကလည်းဗရန်ပြေးတွေဖြစ်နေတယ်နောက်ပြည်တွင်းမှာရှိတဲ့အမျိုးသမီးအဖွဲ့အစည်းတွေဆိုတာကလည်း low profile လို့ပြောရမှာတိတ်တိတ်ဆိတ်ဆိတ်ပဲလှူရှားနေရတဲ့အခါကျတော့ဒီအမျိုးသမီးတွေကိုကူညီနိုင်မှုဘ ိုင်းမှလည်းအကန့်အသတ်ရှိနေတယ်ပေါ့ဆိုတော့အမျိုးသမီးတွေရဲ့အခြေအနေကခြုံပြီးပြောရမယ်ဆိုရင်တော်တော်ဆိုးရတယ်နောက်တစ်ခုကတော့စစ်မှုထမ်းဥပဒေနဲ့ညှိနိုင်တဲ့အသက်အရွယ်ရှိတဲ့အမျိုးသမီးတွေဆိုရင်လည်းလှုပ်သွားအလုပ်ပြန်မဲ့ဖြစ်ဖြစ်သူတို့ border ဆွဲမှလာအငွေညှစ်မှလာပြန်ပေးဆွဲမှလာဆိုတဲ့ဟာမျိုးတွေကိုလည်းစိုးရိမ်ရတဲ့အပြင်ဒီနိုင်ငံထဲမှာနေလို့စစ်မှုထမ်းဥပဒေကြောင့်ဟိုဟို ပေါ်ထားဆွဲခံမှာဆိုတဲ့အတွက်သူတို့ကနေဆက်ဖြတ်ကျော်ပြီးတော့အလုလုတာပဲဖြစ်ဖြစ်เนาะတကန်တန်ပွဲစားနဲ့ဟိုဆက်သွဲပြီးတော့လုလုတဲ့အခါမှာလည်းအတင်းအရမပဲပေါ့เนาะဒီလောအားခေါင်းပုံဖြတ်ခံရတာတွေလူကုံကူးခံရတာတွေလူကုံကူးခံရတာတွေမဟုတ်ဘူးပေါ့အခုနောက်ပိုင်းမှာဆိုရင်လိန်ပိုင်းဆိုင်ရာလိန်ကုံကူးခံရတဲ့အနေအထားမျိုးတွေပါဖြစ်နေတာမျိုးတွေ ဖြစ်ပါတယ်။အဲ့တော့မျိုးသမီးတို့ဘောင်မှာအကြမ်းဖက်မှုအခြေအနေကိုပြောရမယ်ဆိုရင်တော့အတော်မှဆိုးရတဲ့အခြေအနေကိုဖြစ်နေတယ်။ဒါပေမဲ့အတန်ထုတ်ပေးနိုင်တဲ့အခြေအနေမျိုးလည်းမရှိသလိုမီဒီယာတွေရဲ့လွတ်လပ်ခွင့်လည်းမရှိတဲ့အတွက်ပြည်တွင်းမှာမီဒီယာတွေကလည်းဟိုပေါ်ပေါ်တင်တင်ရက်တီပြီးတော့သတင်းယူခွင့်အခက်အခဲကလည်းရှိတဲ့အတွက်ကျမတို့ကဒါတွေကိုဘလောက်ထိဖြစ်နေတယ်ဆိုတာကိုတော့ကြည်ကြဲပြတ်ပြတ်မသိနိုင်တာပို့ပြီးတော့စိတ်မကောင်းစရာဖြစ်ပါတယ်။ စီချင်ပါတယ်သူတပြင်းပုံမှန်အခြေအနေမှာကျင်းပတဲ့ရေကောက်ပွဲတွေမှာကျွန်တော်ဗီတာမင်တွေပါဝင်မှုပေါ့နော်တွုံးမြင့်ပြီးလှုပ်ဆောင်ကြတာရှိတယ်အခုကတော့စိတ်ကောင်းစီရဲ့ဒီအများလက်မခံတဲ့ပေါ့နော်အထူးရောင်ရေကောက်ပွဲမှာဗီတာမင်တွေပုံမှာဘယ်လိုတည်ရောက်မှုတွေရှိလာနိုင်လဲခင်ဗျအထူးရောင်ရေကောက်ပွဲဆိုမှတော့ဘာမှကောင်းဖို့မရှိဘူးပေါ့နော်ဒါကတော့ဒါပေမဲ့ခုနအဲကွန်ပျူတာမေးလိုက်တယ်လို့ပဲဒီအထူးရောင်ရေကောက်ပွဲဒါက ကျန်းခံဖွံ့ဖြိုးရေးပါတီပဲအနိုင်ရအောင်စစ်တပ်သဘောကျတဲ့သူပဲအနိုင်ရအောင်အနိုင်ပေးမဲ့ရွေးကောက်ပွဲမျိုးမှာဝင်ရောက်ရှင်ပြိုင်တဲ့အမျိုးသမီးတွေကိုတွေ့ရတာလေကျမတို့အမျိုးသမီးခွင့်ရေးတက်ကြွလှုံရှားသူအနေနဲ့တော့တော်တော်လေးစိတ်ထဲမှာမတက်မတာဖြစ်မိရဲ့အမျိုးသမီးတွေပါဝင်ရေးလို့ဆိုပေမဲ့ဒီလိုနေရာမှာအမျိုးသမီးပါဝင်တာတော့ကျမတို့ကကန့်ကွက်တယ်အဲရှုံနဲ့ရှုတ်ချပါတယ်ဒါကပြည်သူကိုဒုက္ခပေးမဲ့အတုအယောင်ရွေးကောက်ပွဲဖြစ်တဲ့ဟာ အနာရှင်သက်ဆိုးရှေဖို့အတွက်လုပ်တဲ့ရွေးကောက်ပွဲမှာကျမတို့အမျိုးသမီးတွေတစားကန်ဖြစ်ပြီးတော့ပါနေတာမျိုးကိုတော့ကျမတော်တော်လေးကိုမှစိတ်မသက်မသာဖြစ်ပါတယ်။အဲ့တော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အမျိုးသမီးတွေဘာလို့အဲတက်ရမှုတွေရှိနိုင်လဲဆိုရင်တော့ဥမာစစ်မှုရန်ဥပဒေအဲရပေါ့နော်အသက်ထဲမှာအခန့်အသက်ထဲမှာဝင်နေတဲ့မိသားစုရှိတဲ့အိမ်တွေကအမျိုးသမီးတွေလူငယ်တွေဆိုရင်တော့ ဒီစစ်ကောင်စီလှုပ်တဲ့ရွေးကောက်ပွဲကိုစစ်အာဏာရှင်လှုပ်တဲ့အထုအယောင်ရွေးကောက်ပွဲကိုမဲမပေးခြင်းပေမဲ့ခုနစစ်မှုရန်ဥပဒေကြောင့်ချင်းချောက်ခံရတာမျိုးတွေသူတို့ကိုမဲမှာဆိုးတဲ့အတွက် သွားပြီးတော့မဲပေးရတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်เนาะဆန္ဒအလျောက်မဟုတ်ဘဲနဲ့သူတို့ကိုပြက်တနာရှာမှာဆိုလို့မဲပေးရလည်းဖြစ်နိုင်တယ်နောက်တစ်ခုကအားလုံးလည်းသိကြပါတယ်ကျမတို့အစဉ်အဆက်မဲပေးတဲ့အခါမှာမဲယုံနေမှာတာဝန်ကြတာကကျောင်းဆရာမတွေများပါတယ်အထူးသဖြင့်တော့အမျိုးသမီးအများစုဖြစ်တဲ့ဝန်ထမ်းတွေဖြစ်တဲ့ဆိုတော့အခုလေလာမဲ့ရွေးကောက်ပွဲဟာဘလို့အထူးရောင်ရွေးကောက်ပွဲကဘလို့ပုံစံမဲ့လုပ်မယ်မသိပေမဲ့ဒီလိုမဲယုံနေထားတယ်ဆိုရင်တော့ခုန အမျိုးသမီးတွေပဲအများဆုံးတာဝန်ချခံရမယ်အနေထားမျိုးမှာရှိတဲ့အခါမှာဒီအမျိုးသမီးတွေအတွက်ဖြစ်လာမဲ့အခြေအနေကိစ္စအဝဝဟာလည်းတော်တော်မှစိုးရိမ်စရာရှိတဲ့အနေထားမျိုးဖြစ်တယ်လို့ပြောချင်ပါတယ်။အဲ့တော့ရွေးကောက်ပွဲကြီးဖြစ်ခဲ့ရင်တောင်မှဒီအထုရောင်ရွေးကောက်ပွဲဖြစ်လာခဲ့ရင်တောင်မှကြံ့ခိုင်ဖွံ့ဖြိုးရေးကပဲနိုင်မှာတေချာမှအဲဖြစ်မဲ့ရွေးကောက်ပွဲမျိုးမှာ နိုင်ခဲ့လို့ရှိရင်တောင်ဘာမှထူးခြားလာမှာမဟုတ်ပါဘူး။တမယိုးကြ နော်အမျိုးသမီးဆိုတာဟာအိမ်ထောင်သားမွေးဖို့အဆင်မဲရှိတယ်လို့သတ်မှတ်တဲ့စစ်တပ်ရဲ့ဗိုလ်ချုပ်တွေကြီးစိုးတဲ့ဒီကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတာနိုင်ခဲ့ရင်လေအမျိုးသမီးတွေရဲ့အခြေအနေဟာပိုပြီးဆိုးဝါးလာဖို့ပဲရှိမယ်လို့ ောချင်ပါတယ်။တိုင်းပြည်ရဲ့နိုင်ငံရေးအခြေအနေမပြောင်းလဲတွေ့ကျမတို့အမျိုးသမီးတွေရဲ့အခြေအနေကလည်းပိုပြီးတော့ဆိုးဝါးဖို့ပဲရှိတယ်။မျောလင့်ချက်မရှိဘူး။နောက်တစ်ခုပိုပြီးတော့စိုးရိမ်စရာရှိတဲ့အခြေအနေကခြုံပြီးပြောရမယ်ဆိုရင်မွေးဈေးဝအန္တရာယ်ကိုပြောချင်ပါတယ်။လူငယ်တွေအခုချိန်မှာဆိုရင်မွေးဈေးဝသုံးဆွဲမှုရောရောင်းဝယ်ဖောက်ကားမှုရောအရင်ပဲကြကြပြန့်ပြန့်ဖြစ်နေတယ်လို့သိရပါတယ်။ဒီအခြေအနေဟာမထိန်းနိုင်လို့ရှိရင်ကျမတို့အနာဂတ်လူငယ်တွေမျိုးသမီးတွေအတွက်လည်းအမှန်မှဆိုးရိမ်စရာအခြေအနေဖြစ်ပါတယ်။နောက်တစ်ခုကတော့ အမျိုးသမီးငယ်တွေဟာအသက်မပြည့်သေးဘဲနဲ့အိမ်ထောင်ပြုမှုတွေအခုချိန်မှာပိုများလာပါတယ်။အထူးသဖြင့်တော့နယ်ဘက်တွေမှာဆိုလို့ရှိရင်လည်းနိုင်ငံခြားသွားပြီးလှုပ်လှုပ်နိုင်နေဆိုတာလည်းအကန့်အသတ်ရှိတယ်။အဲ့တော့ပညာဆက်တင်မှုကလည်းအချိန်နေမပေးကြတဲ့အခါမှာသူတို့စိတ်ထွက်ပေါက်အနေနဲ့ပဲငငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ပြုလိုက်ကြတယ်။အိမ်ထောင်ပြုရမယ့်အရွယ်မဟုတ်သေးဘဲ14 15နှစ်နဲ့အိမ်ထောင်ပြုပြီးသားသမီးတွေပါတယ်တော့မွေးကြတယ်လို့ကျမတို့သိရတယ်။အဲ့ဒီအတွက်လည်း အသက်မပြည့်သေးပဲအိမ်အောင်ပြူကြတဲ့အမျိုးသမီးတွေတာသမီးမွေးဖွားရတဲ့အမျိုးသမီးတွေရဲ့ကျန်းမာရေးသူတို့ရဲ့လူမှုဘဝတွေဟာလည်းအင်တန်မှစိုးရိမ်စရာကောင်းတဲ့အနေအထားရှိတယ်လို့ပဲကျွန်မပြောချင်ပါတယ် ဟုတ်ကဲ့နော်ကျေးဇူးတင်ပါတယ်နော်ဒီကဒီဘီဘီဝိုင်းတက်တမတယောက်ပြည့်တဲ့ခုကျော်စောလင်းကိုဆက်ပြီးတော့အလှည့်ပေးခြင်းပါတယ်ဒေါ်လာရေးတက်ပွဲတွေပေါ့တနည်းလောက်တင်ပိုက်ထင်းချုံထားတဲ့မိုးကုန်းနဲ့မိုးမိတ်ကိုတရုတ်ရဲ့ပြည်အားကြောင့်ခြေကောင်းစီတက်ပြီးပြန်လည်ပြီးတော့ဝင်ရောက်လာတော့လာနေပြီပေါ့နော်ဒါပေမဲ့အခုရဲ့ဘိုင်းတွေမှာပဲမိုးကုန်းမြို့နယ်မှာတိုက်ပွဲတွေဖြစ်နေတယ်လို့သတင်းတွေထွက်ပေါ်နေတော့လက်ရှိအခြေအနေကဘယ်လိုဖြစ်နေလဲခုကျော်စောလင်းပြောပြပေးပါလားခင်ဗျဟုတ်ကဲ့ပြောရမယ်ဆိုရင်တော့ဒီမိုးမိတ်ကို25ရက်နေ့မှာစစ်တပ်ကပြန်ဝင်တယ်ပေါ့မိုးကုန်းကက26ရက်နေ့မှာပြန်ဝင်တယ် ဝင်ပြီးတိတ်မကြခင်မှာပဲဒီဆေးအတင်းမှမှုတွေဖြစ်တယ်အခုမြို့ပြင်မှာဝန်ဘိုးကုတ်ရောမိုးမေရောမြို့ပြင်မှာတိုက်ပွဲတွေဖြစ်တယ်လို့သတင်းတွေထွက်တယ်ဒီဒေါ်လိုင်းတပ်ဖွဲ့တွေဘက်နဲ့စစ်ဖက်သတင်းရင်းမြစ်တွေကတော့ဒါကိုဟိုထုတ်ပြောတာတွေမရှိဘူးစစ်ဖက်သတင်းရင်းမြစ်တွေကဆိုရင်ကျွန်တော်သိတော့ပြောရရင် KIA ကဘုံကြီးနော်ဘူးသူပြောတာတခုပဲရှိတယ်ဟိုဒီမိုးမေနဲ့မိုးကုတ်ကြားထဲမှာတိုက်ပွဲဖြစ်တယ်ဆိုတာတခုပဲရှိတော့ဆိုတော့မိုးမေအခြေအနေကိုအရင်ပြောရမယ်ဆိုလို့ရှိရင်ဒီကမိုးမေကိုစစ်တပ်ကပြန်ဝင်လာကြတဲ့ကသူက မျိုးမှာရှိတဲ့လူကြီးသုံးပုံနှစ်ပုံလောက်ကပြေးသွားပြီပေါ့နော်ပြေးထွက်ပြေးသွားတယ်ထွက်ပြေးသွားတဲ့အချိန်မှာစစ်တပ်ကအခုလောလောဆယ်ကိုသူတို့ကပြန်ပြီးတော့ဖိအားပေးပြန်ခေါ်တယ်မိုးမေးမျိုးဒီဒေသခံတွေပြန်ဝင်လာလို့ဆိုပြီးတော့ပြန်ခေါ်နေရရှိတယ်ဒါပေမဲ့တစ်ဖက်မှာလည်းဒေသခံတွေရဲ့ဘက်မှာကြတော့လေတိုက်ပွဲက30ရင်းကလည်းတိုက်ပွဲမျိုးပတ်ဝန်းကျင်မှာတိုက်ပွဲတွေဖြစ်ခဲ့တယ်ထပ်ပြီးတော့လည်းတိုက်ပွဲတွေဖြစ်မယ်တော်လိုင်းတပ်ဖွဲ့တွေဘက်ကလည်းဒီမျိုးတွေကိုပြန်တိုက်မယ်ဆိုပြီးတော့စကရေကပြောထားတာရှိတယ်အောင်လုံးဝကာကွယ်မေးတော့အရင်တော့ပြောထားတာလုံးဝမပေးဘူးပြောထားတာနောက်တော့မှဒီမဟာမိတ်နဲ့ အာမဟာမိတ်ဆက်ဆံရေးအရာတို့လည်းမတိုက်ရဘဲနဲ့ရှောင်ပြီးလိုက်ရတဲ့အနေအထားရှိတော့တို့အဲ့ဒီတဲ့င်းတွေလည်းထွက်နေရဆိုတော့ဒီမြို့ကန်တွေကလည်းပြန်မုံရဲတစ်ဖက်မှာမိုးကုတ်ကြတော့လေမိုးကုတ်ကို26ရက်နေမှာစစ်တပ်ကအစဝင်နေပါလိမ့်အခုဆိုရင်တော့တထောင်ကျော်လောက်ရှိပြီဖြစ်တထောင်ကျော်လောက်ရှိနေပြီပြီးတော့သူတို့ကမိုးကုတ်မြို့တွေကဒီမိသက်တို့ဘောလုံးကွင်းတို့ခုံကြီးကျောင်းတို့မှာအမြောက်တက်တွေထိုင်ထားတယ်မိုးကုတ်မှာလည်းအတူတူပဲမိုးကုတ်မြို့ဒီအရှိတ်ဘချမ်းမြို့ဟိုကျင်နေအနောက်ဘက်မြို့အထွက်နေရာနားမှာတိုက်ပွဲတွေဖြစ်နေတယ် ကျွန်တော်ဒါဒေတာခံနေစီရသိရတဲ့သတင်းသတင်းတွေရောက်တိုက်ပွဲတွေဖြစ်နေတယ်အာတိုက်ပွဲတွေဖြစ်နေပြီးတော့မနေ့ကဆိုလို့ရှိရင်အာလေရင်နဲ့ဘုံကျဲတာတွေပါဒီမနေ့ကအစောပိုင်းကရှိတယ်လို့ပြောတယ်တစ်ခါမှအတိမပြုတ်နိုင်တဲ့သတင်းတွေအများကြီးတပေါင်းစုတွေပေါ့တပေါင်းစုဆိုတာဒီမိုးကုတ်ကိုစပြီးတော့တိုက်ကြရပါတယ်မန္တလေး PDF ပါမယ်မိုးကုတ် viewer ပါမယ်ပြီးတော့စကိုင်းဘက်ကမန္တလေးဘက်ကဒီ online တစ်ခွေပါမယ်ပြီးတော့နောက်အခုဒီဘက်မှာ KPDF ပေါ့ကချင် PDF ကလည်းဝင်ပြီးတော့တိုက်နေပြောတယ်တပေါင်းစုတွေဘက်က စခန်းကုန်းတစ်ခုသိင်းရတယ်လို့ဒီဒေတာကန်တွေပြောနေတာရှိတယ်။ဒါပေမဲ့ကျွန်တော်တို့ဒီမပြုတ်နိုင်သေးဘူးစစ်ဖက်သတင်းရင်းမြစ်တွေကထုတ်ပြောတာမရှိဘူး။အာဒါကတော့လည်းတော်တော်တိုက်ပွဲအခြေအနေ။တစ်ဖက်မှာလည်းဒေတာကန်တွေကဘယ်လိုဖြစ်နေလဲဆိုတော့မိုးကုတ်ကဒီတော်လိုင်းတက်တွေသိမ်းလိုက်တဲ့အခါသူတို့ကဟိုအားလုံးသိရတဲ့အတိုင်းပဲတောင်းတောင်းပြပြကြိုကြတာလမ်းမပေါ်ထွက်ကြိုတပြိပန်းနေနဲ့ကြိုအိုးတော့တောင်းနေကြိုခဲ့ကြတယ်။တစ်ဖက်ကလည်းစစ်တပ်ကလည်းဒါကိုလုံးဝအခဲမကြီး ပြောရရင်ဒီမျိုးပြန်မသိနိုင်ခင်ကတည်းကစစ်တပ် lobby channel တွေမှာလုံးဝပြောထားတာရှိတယ်။ဒီဘုံကျဲတယ်ပေါ့ညာဆိုတော့ကျဲမော်ဘောတဘုံအားပြီးတဲ့မျိုးအကျမ်းဖက်အားပြီးတဲ့မျိုးဆိုတော့ဒါသူတို့တောက်လျှောက်ပြောတာဆိုတော့စစ်တပ်ပြန်ဝင်မယ်ဆိုတော့ဒီမျိုးကန်တွေရဲ့စိတ်လုံးုံကလုံးဝမရှိတော့ဘူး။အဲ့တော့ထွက်ပြေးကြတယ်ဗျာ။ထွက်ပြေးကြတယ်လုံးဝမပြေးနိုင်တဲ့သူတွေပဲကြံခဲ့။ထွက်ပြေးကြတယ်ဆိုတဲ့အပိုင်းမှာလည်းနှစ်ပိုင်းရှိတော့ဘူး။ပုစံငွေကြီးတတ်နိုင်တဲ့သူတွေကတော့မန္တလေးလိုရန်ကုန်လိုဟာတောင်ကြီးလိုနေရာမျိုးကြီးပြေးကြတယ်။ငွေကြီးမတတ်နိုင်တဲ့သူတွေကတော့သူတို့နေရာတော့မပြောဘူး။ဒီမိုးကုတ်ဒီ ဟိုရက်ဖက်လူဖွဲ့စည်းကြီးကပြောတာဟိုစစ်ချောင်စခန်းလိုမျိုးပေါ့လေစုဖွဲ့ပြီးနေကြတယ်ရှိတယ်ယာချီပြီးတော့အဲ့ဒီဒီမှာလည်းအရေးပေါ်ပေါ့ထုံတမ်းတိုင်းဒီကျွန်တော်တို့စစ်ချောင်တွေဖြစ်နေကြတဲ့အတိုင်းပဲရိတ်ခါတွေလိုတာတွေရှိတယ်အအခုအရေးပေါ်အကူအညီတွေလိုအပ်နေတာရှိရလားတစ်ဖက်မှာလုံးလုံးမပြေးနိုင်လို့မျိုးတွေမှာကြံခဲ့တဲ့သူတွေသူတို့လည်းချောင်လာတာတော့မဟုတ်သူတို့စီမှာလည်းကုန်သင်းတို့တွေတက်နေတာပြီးတော့အခြေခံအစားအသောက်ကုန်တွေပြတ်နေတာမနေ့ကကျွန်တော်တို့ဒီ TV မှာသတင်းလောက်ထားတာရှိပါတယ်အဲ့ဒါဆိုလို့ရှိရင်လုံးဝဟိုအသားငါးတွေလည်းဝယ်လို့မရအောင် ပြက်နေတယ်မဟုတ်ဝက်သားဆိုရင်တော့ပုံမရတယ်ကျွန်တော်တော့ကောင်းမှန်းလို့ငါတို့ချက်သားတွေမရအောင်စီစီဆိုရင်စိုင်းမခွင့်တည်းရခွင့်တည်းရစာသုံးစီဆိုအဲ့လိုမျိုးတွေဖြစ်နေတယ်ဆိုတော့ချုပ်ပြီးပြောရရင်လက်တလုံးကတော့မူကိုအခြေအနေကစီရတော့အပြင်မှာတိုင်ပွဲတွေဆက်ရှိနေတယ်အတီးပြူတာမရှိဘူးဒေတာကန်တွေရဲ့အခြေအနေကတော့ခုနလိုမျိုးပြေးတယ်သူလည်းပြေးတယ်သူဒုက္ခကြံခဲ့တဲ့သူလည်းကြံခဲ့တဲ့သူဒုက္ခအဲ့လိုဖြစ်နေတယ်ဟုတ်ကဲ့ခင်ဗျာအကျိုးတမန်တော့ကကုသမှုတွေကိုလည်းပြေးခြင်းပါတယ်ဒါပြီးခဲ့တဲ့သတင်းပတ်ကတော့ဒါအမေရိကန်ရောက်မြန်မာတွေကိုယာယီနေထိုင်ခွင့်အကောင်အဝေးပေးထားတဲ့ TPS အစီအစဉ်ပေါ့နော်ရုံးတင်လိုက်တာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးပြောပြပြီးသွားပြီအခုထပ်ပြီးတိုးလာတာကတော့ဒါ silent shock သူတွေနဲ့ပတ်သက်ပြီးတော့အဆုံးမဲ့ဆက်မပေးတာပြီးနိုင်ငံသားအတိမတ်ပြုအခမ်းအနားတွေရန်နာတာတွေလည်းကျွန်တော်ကြားနေရဆိုတော့အဲ့အခြေအနေလေးအရင်ဆုံးပြောပြပေးပါအောင်လို့နိုင်ငံသားနိုင်ငံသားဟိုအာနိုင်ငံသားအဆက်ပေးရပွဲပေးရတဲ့အခမ်းအနားတွေရပ်သွားတာတခုပေါ့နော်ဒီနေ့အစ်စ်ချိန်ညာတဲ့ဒီဒီနေ့ပဲတော့ပြီးခဲ့နိုင်ရတယ်ချိန်ညာတဲ့ဒီအလုတ်လုတ် ပိုင်ခွင့်တက်တန်းပေါ့နော်အလုပ်လုပ်ကံကံတက်တန်းအရေးကြီးလို့ခေါ်တဲ့ employment authorization document နော်အဲ့ဒီတက်တန်းကိစ္စနှစ်ခုခွဲပြောရမယ်တဲ့နော်ကိုပြည်အဲ့တော့ဆိုရင်ကျွန်တော်ခုနကတော့လေဒီဒီဒီပြီးခဲ့တဲ့ရက်ပိုင်းမှာပြီးခဲ့တဲ့ရက်ပိုင်းဟိုတွေ့ခဲ့တဲ့ကျွန်တော်တင်နေရဆိုလို့ရှိရင်ဒီဒီမှာ မနိုင်ငံပါဝင်ပေါ့နော်ဒီ travel ban ကိစ္စဟိုခီးသွားလောက်ငယ်ပိတ်ဆိုထားတဲ့နိုင်ငံရှိတယ်နောက်ပြီးတော့ American ဆိုရကြီးညာထားတဲ့ဒီ country of consent ဆိုတဲ့ဟာတစ်ခုရှိတယ်เนาะ16နိုင်ငံရှိတယ်အဲ့16နိုင်ငံအဲတဲမှာဒီ afghan ပြီးရင် abcd စီလိုက်မယ်ဆိုတော့မြန်မာနိုင်ငံကဒုတိယအဒုတိယပို့ဆွဲတာပေါ့လေเนาะဒုတိယ afghan ပြီးရင်ဒုတိယပါလာတဲ့ဟိုဆိုရင်ရတဲ့နိုင်ငံတွေမှာပါတယ်အဲ့ဒီနိုင်ငံတွေကနေပြီးတော့ ဒီဒီအမေရိကန်ရောက်လာတဲ့ refugee တွေလည်းပြန်ဆက်ဆင်းမယ်ဆိုတာရှေ့ဘက်ကကျွန်တော်တို့တွေ့ခဲ့တယ်။အဲနောက်ပြီးတော့ဒီ green အဲ့နိုင်ငံကြီးရောက်လာပြီးတော့ green card ဘယ်လိုလဲဟိုအမေရိကန်နေထိုင်ခွင့်ရလာပြီးသား green card တွေပြန်စီစစ်မယ်ဆိုတာလည်းကျွန်တော်တို့ရှေ့ဘက်ကတရင်တွေ့ထားတယ်။အခုပြီးခဲ့တဲ့ဂျပန်ထပ်တွေ့တဲ့တည်ရန်ရဆိုလို့ရှိရင် ဒီအဲ့နိုင်ငံတွေကနေပြီးတော့ရောက်လာတယ်ခုန Green Card နဲ့ဒီမှာနေပြီးသွားပြီ၅နှစ်နေပြီးသွားပြီဒီတော့ citizen ဖြည်တယ်ပေါ့နော်စနိုင်ငံသားအဆင့်ကိုဆမ်မိုရီဖြည်ရတယ်ဖြည်ရတဲ့နေရာမှာဒီမေကွန်းနေမေကွန်းတရာဆိုတာမျိုးရှိတယ်အဲ့တော့အဲ့မေကွန်းတွေလည်းဖြည်ထားတယ်စတင်ကလည်းဟိုဟိုဝင်ဝင်ကုန်လည်းစောင့်ထားတယ်ပေါ့လေနိုင်ငံသားကောင်းတယောက်နေနေထားတယ်အမှုခင်ကင်းရှင်းတယ်စသဖြင့်တော့အဲ့ဒီ challenge တွေမူတည်ပြီးတော့သူတို့နိုင်ငံသားဟိုဖြစ်တယ်ပေါ့နော်နိုင်ငံသား အဲနိုင်ငံနိုင်ငံသားအဖြစ်ရရှိတယ်ပေါ့နော်အဲ့လိုနိုင်ငံသားအဖြစ်ရတဲ့အခါမှာအဲ့လိုအခမ်းအနားနဲ့ပေါ့နော်ဒီ American နိုင်ငံသားအဖြစ်ရရှိတဲ့အကြောင်းကိုအဲ့ဒီ ceremony လေးလုပ်တယ်အဲ့လို ceremony လုပ်တဲ့အခမ်းအနားပြင်ဆင်ထားပြီးသားလူတွေလူတွေကတကယ်တော့လေအောင်ပြီးသား citizen test ကိုအောင်ထားပြီးအဲရေးပြီးဒီ English စာ level တွေအဲ့လိုစာရင်းပေါ့နော်အဲ့လိုအောင်ထားပြီးသားဆိုတော့ America မှာဒီဟို၅နှစ်နေပြီးရင်ဖြည့်ခွင့်ရတယ်တချို့တွေလည်း ဆယ်နှစ်နေနေပေမဲ့အဲ့ဒီဆောင်ဝဲကိုမဖြေထားဘူးဆိုလို့ရှိရင်ပေါ့နော်အဲ့ဒီဆောင်ဝဲဖြေဖို့ဆိုတာလဲဒေါ်လာ960အတွင်းရတယ်နော်ပြီးတော့ကိုအီချင်းလည်းရှိရတယ်အဲ့မေကွန်တွေအတွက်လည်းကြိုးပြင်ဆင်ထားရတယ်ပေါ့နော်အမေရိကန်ရဲ့ဖွဲ့စည်းပုံခြေခံအမေရိကန်ဥပဒေဘယ်လောက်တည်ထားလဲအမေရိကန်ရာဇဝင်ဘယ်လောက်တည်ထားလဲကိုကိုရဲ့ဟိုရပိုင်ခွင့်ဘယ်လိုရှိထားလဲအဲ့အရာတွေပါအကုန်တည်ထားရတယ်အဲ့အဲ့လိုမျိုးမေကွန်တွေမဖြေနိုင်တဲ့အခါမှာမဖြေနိုင်ရင်မအောင်ဘူးပေါ့နော်အဲ့ပြန်ပြန်ဟိုအဲ့တော့အောင်းထားပြီးသားလူတွေဆိုတဲ့အထိပ္ပယ်ရတယ်ပေါ့နော်အခု project မှာ ဒီမြန်မာနိုင်ငံတော့အဲ့ဒီမှာအခုလောလောဆယ်ဒီ debate တွေမှာ season ထားတဲ့အခမ်းအနားတွေမှာမြန်မာနိုင်ငံကပါတယ်လို့ကျွန်တော်မတွေ့ရဘူးဒါပေမဲ့ afghan afghan တို့ iran တို့ venezuela တို့ကနေပြီးတော့အဲ့လိုနိုင်ငံသားဖြည့်ဆုံးမှုအောင်ထားတဲ့သူတွေရဲ့အခမ်းအနားဟိုကန်ဆယ်ဖြစ်သွားတယ်ပေါ့နော်အဲ့ဒါအဲ့ကန်ဆယ်ဖြစ်သွားတာကဘယ်လောက်ထိဖြစ်မယ်မသိဘူးနောက်ထပ်နောက်ထပ်ဒီဟိုဟာတွေကတော့ ဒီနိုင်ငံသားဖြည့်မဲ့သူတွေကတော့ဆိုတာပြောဒေါ်လာ860သွင်းရမယ်အဲအင်တာဗျူးတွေဟိုဖြည့်ခြင်းဖြည့်ရမယ်အခုနောက်တော့အခမ်းအနားမရှိဘူးပြန်ပြီးတော့စီစစ်မယ်ပေါ့နော်အခုအဲအဲ့ဒီမျိုးတရင်မှာတွေ့ရတာဆိုလို့ရှိရင် ဒီ American နိုင်ငံသားအဖြစ်ဆိုတာကတဲ့သူတို့ကအဲဒါဟာ privilege ပေါ့နော်ဟိုဒါအဲ right မဟုတ်ဘူးပေါ့နော်ဒါလူတိုင်းရပိုင်ခွင့်ရှိတဲ့အခွင့်အရေးမဟုတ်ဘူးပေါ့နော် American နိုင်ငံသားအဖြစ်ကသူတို့ရရှိတယ်ပြောတော့ best of the best ပေါ့နော်အကောင်းဆုံးသူတွေပဲ American နိုင်ငံသားအဖြစ်ဟိုဖြစ်ခွင့်ပေးမယ်ပေါ့နော်အဲအဲ့ဒီသဘောမျိုးတွေ့ရတယ်ဆိုတော့အဲဟို American နိုင်ငံသားဖြစ်အောင်ပြီးသားသူတွေတောင်မှလို့ပြန်စီစစ်ခံရမယ်ဆိုတဲ့အနေအထားပေါ့နော်အဲအဲ့ဒီမှာကျွန်တော် ဒီဟိုဒီအိုကလာဟိုမားကတရင်းတဘုတ်တွေ့တယ်အဲ့အိုကလာဟိုမားမှာဒီတူစာဆိုရက်အဲမြို့မှာဒီမြန်မာနိုင်ငံကနေပြီးတော့ရောက်နေကြတာပေါ့နော်ဒီလူ2000လောက်ရှိတယ်ပေါ့နော်တကယ်တော့အမေရိကမှာမြန်မာနိုင်ငံကနေပြီးတော့မြန်မာနိုင်ငံတွေဘာတွေရောက်နေကြတာက3သိန်းကျော်လောက်ရှိရဆိုပြီးတော့စင်းစရာတွေရတွေ့ရတယ်အဲ့ရှေးတွေရောက်နေတဲ့သူတွေကတော့ဟိုနိုင်ငံသားတွေဖြစ်နေကြတာရှိတယ်မကြဒီကိုဆောပြောတဲ့ လွန်ခဲ့တဲ့9နှစ်တို့လွန်ခဲ့တဲ့10နှစ်တို့ရောက်တဲ့10နှစ်တို့ရောက်တဲ့သူတွေကနိုင်ငံသားမဖြစ်သေးရလဲရှိကောင်းလဲရှိမယ်မအောင်သေးတာလဲရှိကောင်းလဲရှိမယ်ပေါ့နော်အဲဆိုတော့ဒီ Oklahoma မှာဒီအဲတူဆာဆိုတဲ့ကောင်တီမှာပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ဒီမှာနိုင်ငံတူ1000လောက်ရှိရတယ်အဲ့ဒီမှာဒီအမေရိကရောက်ပြီးတော့နော်ဒီ10နှစ်လောက်ရှိပြီးတော့နိုင်ငံသား ဖြေကိုစ조사နေတဲ့ချင်းတယောက်ဟိုကိုအင်တာဗျူးပြီးတော့မေးထားတာကျွန်တော်တွေ့တယ်သူဆိုရင်ပြောတော့သူတို့သူတို့ကျွန်တော်တို့အားတွေဒီ hard working ပေါ့နော်အလုပ်조사တယ်ပြီးတော့ we love each other ပေါ့နော် we love god ပေါ့နော်ဖခင်သခင်ကိုလည်းချစ်တယ်ပေါ့နော် we love our neighbor anything နေလည်းချစ်တယ်ပေါ့နော်သူသူစကားရဆိုင်သူ조사ရတယ်ပေါ့နော်နောက်တစ်ခါဒီဒီဒီ American တောင်ပိုင်းကနေပြီးတော့နေဇက်ကိုခု ခုံကြော်ပြီးတော့တန်ဆူရုပ်တွေကြာကြော်ပြီးတော့ဝင်လာတဲ့သူမဟုတ်ဘူးအဲ့လိုမျိုးခိုးဝင်တဲ့သူမဟုတ်ဘူးပေါ့နော်ဒီမလေးစ်ဒီဒုက္ခတဲ့အနေနဲ့မလေးရှားမှာအကြာကြီးပဲစောင့်ရတယ်နောက်ဒီ Homeland Security ရဲ့ interview တွေလည်းဖြတ်တန်းရတယ်နောက်တစ်ခါ UNHCR ပေါ့နော်ဒီ IOM UN ဖွဲ့စည်းတွေရဲ့ interview တွေလည်းဖြတ်တန်းရတယ်အဲ့ဒါတွေဖြတ်တန်းပြီးတော့မှ America ကိုရောက်လာတယ် America ရောက်တော့ဒီ English စာသင်တန်းတွေတက်ရတယ်ပြီးတော့အလုပ်စူးစမ်းရတယ်အဲပြီးတော့ဘု ငါးနေနေပြီးတဲ့ခါမှာဟိုကရှောက်ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီခွင်ကြီးတွေဆုံးရှုံးနေတဲ့သူတို့ဟိုတော်တော်စိတ်မကောင်းဖြစ်ရတယ်ပေါ့နော်တော်တော်လေးကိုဟိုစိတ်ပြက်လက်ပြက်ဖြစ်ရတယ်ဆိုပြီးတော့အဲ့ဒီချင်းလူမျိုးလိုချင်ရတယ်ပေါ့နော်သူနဲ့နာမည်ကြည်ရတာလေဟိုကခွိုင်းဟိုကခိုင်းဆိုလို့နော်ဟုတ်လားဒါအလုပ်နိုင်နေလောက်ကြအဲ့ဒီမှာလောလောကွက်နဲ့ပတ်သက်ပြီးတော့ EAD တက်တန်းအရင်လိုငါးနေမပေးတော့ဘူးဆိုသတင်းလည်းကြားတယ်အဲ့ဒါလည်းပတ်သက်ပြီးအမေရိကန်ရောက်မြန်မာတွေရောဘာတွေသူတို့ထိခိုက်မှုရှိနိုင်မလဲခင်ဗျ ထိခိုက်မယ်အများကြီးထိခိုက်မယ်အဲဆောသောကအခုနကျွန်တော်ပြောတဲ့ဒီနိုင်ငံသားဟိုဖြစ်ရင်မလိုတော့ဘူးเนาะဒီ EAD ဆိုတော့အလုံးလုံးကင်ွယ်မလိုတော့ဘူးနောက်တစ်ခါဒီတရားဝင်ရောက်လာတဲ့လူချူကြီးတွေအနေနဲ့ဆိုလို့ရှိရင် brain cut ရပြီပေါ့เนาะအမြဲတမ်းနေထိုင်ခွင့်ရပြီးသားလူတွေဆိုလို့ရှိရင်ဆောသောပြောတဲ့ EAD လို့ခေါ်တဲ့ employment authorization document ဆိုတာမလိုတော့ဘူးเนาะဒါပေမဲ့ဒီခုလောလောဆယ်ရောက်ခါစား refugee တွေအနေနဲ့နောက်တစ်ခါပြီးခဲ့တဲ့အချိန်ကြာတဲ့ ယာယီကာကွယ်ပေးတာเนาะယာယီကာကွယ်ပေးတဲ့ဟိုမြန်မာနိုင်ငံပြန်လို့မရသေးဘူးဆိုပြီးတော့ temporary protection status ပေါ့เนาะအဲ့ဒါကိုကာကွယ်နေနေတဲ့သူတွေအတွက်ဆိုရင်ဟိုကလိုတယ်အလုံးလုံးကင်ခွင့်ပါမစ်လိုတယ်အဲ့ဒါဒီမှာခေါ်တော့ EAD လို့ခေါ်တာပေါ့เนาะထုံးစံတိုင်းဆိုရင်သူတို့9နှစ်ပေးတယ်9နှစ်ပေးတဲ့နေရာမှာကိုဒီဇင်ဘာ9ရက်နေ့ကစပြီးတော့တဲ့ရှောက်မဲ့သူတွေဒီအချိန်မှာ pending ဖြစ်နေတဲ့သူတွေအကုန်လုံးဒီ ငါအရင်လောကနဲ့မရတော့ဘူးပေါ့နော်ဒီအချိန်မှာစီစဉ်နေတဲ့သူတွေအားလုံးကတနှစ်ခွဲပဲရတော့မယ်လို့ပြောရဲဆက်ချက်လာပေါ့နော်အရင်တော့အတိတ်ပဲကဒီအဆိုင်လန်လျှောက်ထားတဲ့နိုင်ငံရေးခုလုံးဝင်လျှောက်ထားတဲ့သူတွေကငါလုံးလုံးပိုင်ဝင်၅နှစ်ပြေးလိုက်တဲ့အတွက်အဲ့၅နှစ်အတွက်မှာအတိတ်ပြန်လျှောက်စရာမလိုဘူး AACD နေုံပဲနော်တပြီးတော့တော်ပြအဆိုင်လန်အင်တာဗျူးကနိုင်ငံသားခုလုံးဝင်အင်တာဗျူးကတနှစ်ကြာကြာပဲနှစ်နှစ်ကြာကြာပဲအဲ့လိုမျိုးရှိလာဘူးနော်စောင့်စောင့်နေရတယ်အဲ့လို pending case ရှိရဲအဲအခု အဲ့ဒီဒီကိုငါနဲ့မပေးဘူးတနှစ်ခွဲပြီးတဲ့အတွက်ဘာဖြစ်လဲဆိုတော့တနှစ်ခွဲမဲ့တိုင်ငယ်မှာဆာရက်ဆာလိုက်တင်ရမှာပြင်ရပြင်ဆင်ရမှာ၄ကြံလျှောက်ရမှာ၄ရှိတယ်ဗျာအဲ့ဒီအချိန်မှာတို့ပြန်စီစစ်မယ် ဟိုမဟိုဟာဟိုပြစ်မှုကင်းစင်းအောင်နေရလားပေါ့နော်ဒီ American စံကြီးတွေလောက်ထားတာရှိသလား American လုံးလုံးကိုချိန်ချောက်တာတွေရှိသလားအဲ့သူတို့ပြန်စစ်ဆေးနိုင်တယ်ပေါ့နော်အဲ့တော့တနည်းတနည်းခွဲလို့ပြန်ကိုပြန်လျှောက်မယ်အဲ့ဒီမှာအဖို့ခင်းနေရရှိထားမယ်ဒီ American အတွက်အန်ရရှိတဲ့အခြေအနေမျိုးတွေရှိတယ်ဆိုလို့ရှိရင်အဲ EAD လုံးလုံးပိုင်ခွင့်ကိုညင်းနိုင်တယ်အဲ့ဒါဆိုလို့ရှိရင်လုံးလုံးပိုင်ခွင့်လည်းမရှိတော့ဘူးအဲ့ဒါဆိုရင်ဒီက truck သွားရမယ်ဆိုတဲ့သဘောပဲပေါ့နော်ပို့ပြီးတော့ပို့ပြီးတော့ချက်တဲလာတာပေါ့နော်အဲ့တော့ section ငါးနှစ်ခါနေပြီးတော့16လပြောင်းလာတာပေါ့နော်အဲ့ဒီတက်ပိုးဆိုတာကတနှစ်ပဲပြေးရမယ်အောက်စုစုရရှိသေးတယ်အဲ့အောက်စုကတော့ကြတော့ဒီ temporary production status တနေတဲ့သူအဲ့ဒီတစနဲ့ဟိုရဲဟိုပါရိုးပေါ့နော်ခုနကဟိုပါရိုးတော့ entrepreneur ပါရိုးရှိတယ်ဒီ humanitarian ပါရိုးရှိတယ်အဲ့လိုလူတူတွေကနဲ့သူတို့ရဲ့ဇနီးများတွေစသဖြင့်ကောက်ခိန်မွန်တွေတွေစသဖြင့်ပေါ့နော်အဲ့အဲ့ပုံကိုယ်ကြီးအတွက်ကိုကြတော့ ဒီတက်နှစ်ပဲတက်မှတ်မယ်ဆိုပြီးတော့ပြီးပြီးခဲ့တဲ့အဲကျော်လိုင်းကထုတ်တဲ့စီကံအသက်မှာတွေ့တယ်။အဲဆိုတော့ပို့ပြီးတော့ချက်တဲလာမယ်။နော် EAD အာသက်တမ်းမတိုင်ခင်မှာတော့ပြန်ပြီးတော့ရှောက်ရတာတွေတကယ်အဲသွားရှုပ်မယ်အလုတ်ရှုပ်မယ်ကိုယ့်ရဲ့ဟိုနော်ဒီဟိုတတန်းကုန်မရက်ကိုကြိုကြည့်ပြီးတော့ကြိုပြီးတော့ပြန်ပြင်ဆင်ရတဲ့အခြေအနေရှိမယ်ဆိုတော့နိုင်ငံသားဒီမြန်မာနိုင်ငံသားတော်တော်များများဟိုသွားပြီးတော့ခရဲရိုက်နိုင်တဲ့အခြေအနေရှိပါတယ်ဒီတဲ့ရတော့ နောက်ဆုံးဒါဆုံးသက်နေတဲ့ဒေါက်ကလေးကိုပြန်ပြီးအောင်မေးချင်တာကအခုလက်ရှိပေါ့နော်အမေရိကန်ရဲ့ဟိုကတော့အပြောင်းအလဲမှာအဓိကနေနိုင်နိုင်တဲ့မြန်မာတွေပေါ့နေရပြန်ဖို့ခိုင်ရတဲ့ခဏရတဲ့လူတွေပေါ့နော်မြန်မာတိုင်းဝမ်နေနေဘာတွေပြင်ဆင်ထားတဲ့နေလို့နောက်ဆုံးအကြံပြုချင်လဲခင်ဗျာကျွန်တော်တို့လည်းပါတာပေါ့နော်ဒါဟိုပြောရလို့ရှင်တော့အစတည်းကကျွန်တော်တို့မြန်မာတော်တော်များများကတော့ဘယ်နိုင်ငံရောက်ရောက်ပါတတ်နိုင်တဲ့များဟိုသူတို့နိုင်ငံကချမှတ်ထားတဲ့ဥပဒေတွေကို လိုက်နာကြပါတယ်။ဟိုတော်တော်လေးဟိုမှဟိုဘယ်လိုခေါ်မလဲတည်တည်မှုနဲ့ပေါ့နော်နေကြပါတယ်။အဲ့ဒီအတွက် အခုလိုအခြေအနေမျိုးမှာဆိုကျွန်တော်တို့ပို့ပြီးတော့သတိထားရတာပေါ့နော်။အရင်ကဆိုလို့ရှိရင်ကားမောင်းတာဆာ speed limit ကျော်တယ်ဆိုရင်ဒါ ticket ပဲရမယ်။အခုဆိုရင်ကားမောင်းတာပဲဖြစ်ဖြစ်ဒီမှာဆိုလို့ရှိရင်ဟိုအရက်သေးစာတောက်စားပြီးတော့ကားမောင်းတာမျိုးစစ်ဆေးတွေ့ရှိလို့ရှိရင်လည်းအေးအယူခံရမယ်ပေါ့နော်။ဒါဆိုရင်အရင်တော့ကဒါအေးအယူခံရအောင်မယ်။အခုကျတော့မဟုတ်ဘူး။ဒီလူမှုမှုကြီးကြပ်ရေးနဲ့ပတ်သက်တဲ့အထူးရဲတွေကနေပြီးတော့မှစောင့်ပြီးဒီလိုမှုမျိုးခင်းမျိုးတွေကိုပါ အရေးယူတဲ့အခါမှာနိုင်ငံကနေနှင်ထုတ်တာမျိုးတွေအထိလုံနိုင်နေပေါ့ဆိုတော့ကျမတို့အချင်းချင်းမှာတော့အစတွေကလည်းကျမတို့မြန်မာတွေကဥပဒေကျိုးဖောက်တဲ့သူတွေထဲမှာမပါပါဘူးဒါပေမဲ့လုံမကိုင်မှာပေါ့နော်ခုနကားမောင်းတဲ့ကိစ္စမျိုးလေးတွေအသေးမွှားလေးတွေအစကျမတို့အထူးသတိထားပြီးတော့နေရတယ်နောက်တစ်ခါကိုအစားရရတော့ကျမတို့မြန်မာ community ကလည်းတယောက်နဲ့တယောက်ကတော့အချိတ်ဆက်မပြတ်ဘူးရှိကြတယ်နောက်တစ်ခါဥပဒေကြောင်းရလိုအပ်တာတွေရှိလို့ရှိရင်လည်းအခုညီတောင်းနိုင်တဲ့အဲကွန်ရက်တွေလည်း ချိတ်ဆက်ထားတာဖြစ်တဲ့အတွက်တော့ဒီကိစ္စတွေမဖြစ်ခင်ထဲကတော့အလုံးဝတည်တည်ချာချာပြင်ဆင်ထားကြတယ် plan A plan B ပေါ့နော်ဒီလိုမျိုးလေးတွေလည်းရှိတဲ့အတွက်တော့အဆင်ပြေမယ်လို့ယုံကြည်တယ်ဒါပေမဲ့ကျွန်မတခုပဲစိတ်မကောင်းတာကတော့ကျွန်မတို့ social media မှာနှိမ့်စင်တဲ့အမြသတင်းတွေကလည်း American အစိုးရဘက်ကသတင်းတွေကလည်းထွက်နေတယ်လို့ကျွန်မတို့မြန်မာ community ထဲမှာလည်းသတင်းပေါင်းစုံပေါ့နော်ဒီထွက်လာတဲ့သတင်းတခုကိုကိုယ့်အာဘော်နဲ့ကိုယ်ကိုယ့်ရဲ့ဟိုဓမ္မဒိဋ္ဌန်ကြကြမဟုတ်ပဲနဲ့ကိုယ့်ရဲ့ပုံကိုယ်ဆွဲနဲ့ ဘာသာပြန်ပြီးတော့ရေးကြတယ်အဲ့ဒီခါမှာတချို့ကဘာသာစကားခက်ခဲရှိတယ်ဆိုရင်ပူပန်မှုအရန်ရှိနေတဲ့သူတွေကအဲ့ဒါတွေကိုဖတ်ပြီးတော့တော်တော်လေးရရမအေးစိတ်တွေပူကြတာပေါ့နော်ဆိုတော့ကျမကတော့ဟိုဒီကနေမြစ်တာရက်ခံချင်တာတော့သတင်းမှန်ရရှိဖို့အရေးကြီးတဲ့အတွက်ဒီလိုမျိုးသတင်းမီဒီယာတွေကထုတ်ပြန်တာတွေရှင်းနေကွန်ရက်တွေနဲ့အကျိုးဆောင်တဲ့ကွန်ရက်တွေကထုတ်ပြန်တဲ့သတင်းတွေကိုပဲသတိထားဆောင့်ကြည့်ပြီးတော့ဖတ်ပါစိတ်ပူပန်နေလို့လည်းကျမတို့ဘာမှလုပ်လို့ရတာမှမဟုတ်တာအဲ့တော့သူ့နိုင်ငံမှာနေတယ်ဟုတ် နောက်ဆုံးတော့ကျမတို့ကိုပြန်ပို့မယ်ဆိုရင်တော့ကျမကတော့ပြပျော်ကြီးပေါ့ကျမတို့အားလုံးအတူတူပဲเนาะအတူတူပဲသွားကြမယ်အတူတူပဲကျမတို့တနေရာပို့ရင်တော့မပို့မယ်အဲ့ဒါကိုပဲစိတ်ဆင်းရဲကိုဆင်းရဲဖြစ်ပြီးတော့စိတ်ဆင်းရဲတာကိုပျော်နေတဲ့လူပုဂ္ဂိုလ်တွေရှိတာကိုလည်းသူများတွေဒုက္ခရောက်နေတာကိုပျော်နေတဲ့ပုဂ္ဂိုလ်တွေရှိတာကိုလည်းကျမနားမလည်နိုင်ဘူးအဲ့တော့ဒီချိန်မှာတော့ကျမတို့အားလုံးတယောက်နဲ့တယောက်ညီညီညွတ်ညွတ်နဲ့ပဲတယောက်ရတဲ့သတင်းကိုသတင်းကောင်းလေးရှိလဲမျှဝေမယ်စိတ်ပူစရာเนาะသတိထားစရာသတင်းလေးရရင်လည်းတယောက်နဲ့တယောက်မျှဝေကြရင်နဲ့ပဲတယောက်နဲ့တယောက်ဟိုပေါ့เนาะဟိုဆောင် ောင်းလျှောက်ကြမယ်ပေါ့ဒီလိုပဲကျမတို့နေကြမယ်လို့တော့ကျမကဒီကနေပြောချင်းတယ်အဲ့တော့ဟိုတင်းမားတွေကိုစိတ်ပူပြီးတော့လေအင်တန်မှဟိုလျှောက်ရှဲတာမျိုးတွေမျှဝေတာမျိုးတွေလည်းမလုပ်ပါနဲ့တကယ်တင်းဌာနတွေနဲ့ရှစ်နေတွေယုံကြည်စိတ်ချရတဲ့လူတွေကပေးတဲ့တင်းတွေကိုပဲကျမတို့ဒေဒီချာချာနားလည်အောင်လက်ခံဟိုနားလည်အောင်လုပ်ပြီးတော့ပဲဆွေးနွေးတိုင်ပင်ဆင်နစ်ပြင်ဆင်ထားဖို့လိုမယ်လို့တော့ကျမပြောချင်ပါတယ် ဟုတ်ကဲ့ခင်ဗျာအားမဲ့တင်ပတ်တင်မှာလည်းမြန်မာနိုင်ငံကမ္ဘာမှာအခြေအနေများဖြစ်ပျက်နေတဲ့တင်တွေနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးဖို့ရှိကြအောင်ပြောပြနိုင်တယ်ပဲဒီစီစဉ်ကိုအဆုံးသတ်လိုက်ပါစီခင်ဗျာဒီစီစဉ်မှာအပေါင်းဆွေးနွေးပေးခဲ့တဲ့မြို့သူမြို့သားလူရှားသူတို့ခင်လေးနဲ့ DPP ဝိုင်းတော်သားတွေကိုရောကျေးဇူးအားပေးကြတဲ့ DPP ပေးသက်တွေတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ရှိပါရခင်ဗျာ